အားလုံးမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ common တော့ဒီလေးတနေ့ဖြစ်ပါစုဒီညာကနေပြီးတော့စုမောင်းအောင်တောင်းပြလိုက်ပါတယ်။အဲ့တော့ဒါကျွန်တော်တို့လက်ရှိမှာပေါ့နော်ဒါကျွန်တော်တို့ one day ဆရာကိစ္စဒီ spa team ဘက်မှာဒါတရင်နေကြာလာခဲ့ရတယ်ပေါ့နော်အဲ့တော့နောက်ဆုံးတော့ဆိုဟောင်းမင်းတယောက် spa team ကထွက်ဖို့အတွက်တဖြည်းဖြည်းနဲ့တည်ကြာလာပြီဆိုတဲ့ scenario တစ်ခုကိုရောက်လာခဲ့တယ်။ အဲ့ဒီနေ့မှာတော့ကျွန်တော်စပါအသင်းရဲ့အပြောင်းရွှေ့သတင်းတွေကိုဒီနေ့နေ့လယ်ပိုင်းမှာတစ်ချက်တော့ပြောပြသွားခြင်းနဲ့အဲ့တော့ဘာတွေဖြစ်နေလဲဘလူတွေလုံနေလဲဘာတွေဘလူဖြစ်နေလဲဆိုတော့အကြောင်းနည်းနည်းလေးပြောပြခြင်းနဲ့ပေါ့နော်အဲ့တော့စပါတင်ရတာကျွန်တော်မနေ့ကတော့ HEWI ကိုသွားခဲ့တယ် HEWI ကတခြားသောကစားသမားမဟုတ်ဘူးကျွန်တော်တို့ရဲ့လက်ရှိပင်နိုင်စံကစားသမားဖြစ်တယ်ဒါကျွန်တော်တို့ Matthias Tay ကိုတော့အပိသက်ခေါ်ယူနိုင်ခဲ့တယ်ပေါ့နော်အဲ့တော့အပြောင်းရွှေ့ရတာကျွန်တော်တို့သူတို့အနေနဲ့ဆိုဒီနေ့ပြန်ဖွင့်มาဖြစ်တယ်ဆိုတော့ကြောင့်မတာစပါတင်နေနဲ့အပြောင်းရွှေ့မှာ Body Blue ဆက်လုပ်မယ်အဲ့တော့ ဒါတိရတော့ကတော့ကျွန်တော်လက်ရှိမှာ Thomas Frank ကိုစပါအသင်းနေနေဒါကျွန်တော်တို့ထိုက်တဲ့ backing နေပေးမယ်ဒါကျွန်တော်ဘင်ဒီပြမှာမရဘူးတဲ့ backing ပုံစံမျိုးတော် သတင်းတွေကြားတယ်ဒါမှမဟုတ်ဒီရှိမဟုတ်ဒီရှိကျွန်တော်တို့ဒါအပြင်မှာမြင်ရမှဒီမှာ Daniel Levy နေနေတာအမြဲတမ်းဆောက်လွက်လုပ်တဲ့အတွက်ကြောင့်ဒါချက်တော့စောင့်ကြည့်ရမယ်ဒီမှာပါတော့ Thomas Frank နေနေအခုချိန်ထိဒါကျွန်တော်တရဝင်းစပါအသင်းဒီပြမှာဖြစ်သေးတဲ့ spa ဒီ Thomas Frank နေခုလက်ရှိမှာ vacation နဲ့သူမိသားစုနဲ့သူသွားနေတဲ့ကြောင့်လို့ဒါမှကြခင်မှာပြန်လာမှဒါဒါသူ့အနေနဲ့ဒါသူတို့သူဟာစပါအသင်းနေတာတရဝင်း interview တွေပါလေလုပ်မဲ့သဘောမှရှိတယ်ပေါ့နော်အဲ့တော့ တော်မဲ့ friend ပထမဦးဆုံးဒါစပါအသင်းမှာရောက်လာပြီဆိုရင်လောက်ရမယ့်အချက်ကတစ်ခုရှိတယ်ဆိုဟောင်းမင်းနဲ့ခရစ်ရှယ်ရူမေရီရဲ့အနာဂတ်ကိုသူအနေနဲ့ဆုံးဖြတ်ရမယ့်သဘောမှရှိတယ် အဲလက်ရှိမှာတော့ Crucial Romero ကိုတော့ Thomas Frank အနေနဲ့သူ့အနေနဲ့ချုပ်ရမယ်သဘောမှာရှိတယ်။ Romero ကအခုလက်ရှိမှာစာရုပ်သက်တမ်းဒါကျွန်တော်အေးပေါ့တိတ်မကြံတော့တဲ့ကစားသမားတစ်ယောက်အနေနဲ့အခုလက်ရှိမှာအသင်းကြီးတော်များစိတ်ဝင်စားနေတယ်။ Atletico Madrid ရဲ့ရန်ကောင်အနေနဲ့လေးအေးသွားပြီလို့ဆိုလို့ရတယ်မှာပါတယ်။ Atletico Madrid အနေနဲ့ဒီကျွန်တော်ဒီကစားသမားအတွက်တော်တော်လေးကိုကြီးရတဲ့ပြောင်းရွှေ့ဈေးတစ်ခုနဲ့သူတို့အနေနဲ့စိတ်ဝင်စားတယ်။ယူရို30နဲ့45တန်းပေါင်38တန်း35တန်းအဲ့တော့ခရစ်ယာန်ရူမေရိုလူကစားသမားမျိုးပေါင်35တန်းနဲ့ကန့်လန့်တာတော်တော်လေးကိုအံ့ဩတယ်လို့ပြောလို့ရတဲ့အချိန်မှရှိတယ်အဲ့တော့ မက်ဒရစ်ကဒါကျွန်တော်တို့အက်သလက်တီကိုမက်ဒရစ်ကဒါချစ်တီကြဆိုသိရတယ်မှာပေါ့အဲ့ဒါတိတ်တော့မထူးဆန်းဘူးလို့ပြောလို့ရတဲ့အသင်းသင်းဖြစ်တယ်ဒါပေမဲ့တိတ်တော့ပေါ့ဒါပါအဲ့ခရစ်စတီယန်ရိုမဲရိုအနေနဲ့ခုလက်ရှိမှာဒီနှစ်မှာစပါတင်ရဲ့ကပ်တိန်ဖြစ်လာဖို့တော့ရည်ပန်းစားသွားတယ်ဘာကြောင့်လဲဆွန်ဟောင်းမင်းထွက်တော့မှာမဟုတ်လို့အဲ့တော့တော်မဲဖရန့်ရောက်လာတဲ့ဒါကျွန်တော်တို့စပါတင်ရဲ့အနာဂတ်ဒီကိုဒီနှစ်ရောက်ရဲ့အနာဂတ်ကိုတော်မဲဖရန့်ကပြီးဒါကျွန်တော်တို့တရားဝင်ပြောသွားခဲ့ရမယ်ဒီထားမှာရှိတယ်အဲ့ဒါကလက်ရှိ reality ပဲအဲ့တော့ တဖြည်းနဲ့တဖြည်းသားကျွန်တော်တော်တန်ဟော့စပါတင်းကနေပြဆော့ဟောက်မင်းတယောက်ထွက်ဖို့အတွက်တရားလောက်နေနေဖြစ်လာခဲ့ပြီဆော့ဟောက်မင်းကိုခုလက်ရှိတာကျွန်တော်မင်းညကတာတရားဝင်ဆက်သွယ်မှုတွေကိုပြုလုပ်ခဲ့ပြီးတော့စပါတင်းကိုလည်းတရားဝင်ကန့်လတ်မှုတွေကိုပြုလုပ်ခဲ့တဲ့သူတသိရှိတယ်ဒါကတော့လက်ရှိမှာဒါကျွန်တော်တို့ဆော့ဟောက်မင်းကိုလည်းအရန်ချစ်ပြီးတာဖခင်တယောက်ကိုအမြင်နဲ့တာကျွန်တော်တို့စောင့်ကြည့်နေခဲ့တယ်ဒါဂျိုဟိုဇင်းမော်ရီညိုဘုနော်မော်ရီညိုရဲ့လက်ရှိကတော့ကျွန်တော်သူ့အနေနဲ့ဆော့ဟောက်မင်းသူတအားချစ်တယ်သူ manage လုပ်ဖို့ကစားသမားတွေထဲမှာဆော့ဟောက်မင်းကအကောင်းဆုံးတစ်ခါတရားဆိုသူခဏခဏပြောလို့ရှိတယ်ဆော့နေပေါ့နော်အဲ့တော့လက်ရှိမှာဒါကြောင့်မသူ့အနေနဲ့သူ့ရဲ့ဒါကျွန်တော်တို့လက်ရှိ squad တဲကိုလည်းဆော့ဟောက်မင်းကိုထ ဲ့ဖို့သူစ조사နေတယ်ဖီနာဘာချီကိုလက်ရှိမှာဆွန်ဟောင်မင်ကိုခေါ်ဖို့အတွက်လက်ရှိဒါကျတော့ဂျိုဆေမော်ရီညိုအနေနဲ့တရားဝင်ဆွန်ဟောင်မင်နဲ့စကားပြောခဲ့တယ်ဆွန်ဟောင်မင်ရဲ့အေဂျင့်နဲ့ကိုဆွန်ဟောင်မင်နဲ့ကိုဒါကျတော့ဂျိုဆေမော်ရီညိုနဲ့တွေ့ဆုံခဲ့ပြီးနောက်သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးဆွေးနွေးခဲ့တယ်လို့သိရတယ်မှာပါတယ် တိရတော့ကလည်းရှိမှဆွန်ဟောင်မင်ကသူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးသူဒီအသင်းအစ်ကိုပြောင်းဖို့အတွက်စတင်ပြီးတော့စဉ်းစားနေပြီဆိုတဲ့သတင်းတွေနဲ့အတူတကယ်လဲဒါဖီနာဘာချီကိုဒါအသင်းဘက်ကရောင်းချမယ်ဆိုရင်တော့ပြောင်းရွှေ့ဖို့အတွက် ready ဖြစ်နေပြီလို့ပြောလို့အဲ့တော့ဒါ Jordan Hotspur အသင်းနဲ့ဆွန်ဟောင်မင်နဲ့တစ်ခေတ်ကုံဆုံးခဲ့ပြီလို့ဆိုလို့ရမယ်ဒီမှာပေါ်ပါတယ်အဲ့တော့ဆွန်ဟောင်မင်နဲ့ Spa နေဆိုတာကျွန်တော်တို့ ပြောရင်ဆိုရင်လည်းပြုတ်တက်ပြီးဝမ်းနေလာရပေါ့နော်အဲ့တော့ဆောင်းဟောင်းမီဆိုတာမနဲ့ပြောမယ်ဆိုရင်ဒါကျွန်တော်တို့ခက်ခဲနေတဲ့အချိန်မှာကျွန်တော်တို့မထားသွားခဲ့တဲ့လူတယောက်ပါတကယ်ဦးဒါကျွန်တော်တိတ်ပြီးချစ်ဖို့ကောင်းတယ်အဲ့တော့စာရုပ်သက်တန်းတစ်နှစ်ပဲကျန်တဲ့ကစားသမားကိုယူရိုတန်း30ရမယ်ဆိုယူမလားလို့မင်းကျွန်တော်တို့ယူမယ်လို့ဖြေမိမယ်ဒါပေမဲ့ဆောင်းဟောင်းမီတော့အဲ့ဒီနေရာမှာကျွန်တော်ဘယ်လိုဖြေရမှန်းမသိဘူးဘာကြောင့်လဲဆိုရင်တော့ဒါကျွန်တော်ဆောင်းဟောင်းမီနဲ့အကယ်၍ဒါတကယ်စပါသင်းဝင်တာကျွန်တော်ယူရိုတန်း30ပုံစံမျိုးတကယ်များရှာပေးခဲ့မယ်ဆိုရင်တော့ ိတ်ချစ်မိမယ်လို့ပြောတဲ့စကားတစ်ခုကလွယ်ကျွန်တော်ဘာမှမပြောစရာမရှိပါဘူး။ဘာလို့လဲဒီဘဲလောက်ဒီအသင်းမော်ကောင်းကင်ကဒီဘဲပဲရှိတယ်။ဘာလို့လဲဒါခုနပြောသူဘဲဒါ Harry Kane လို့ပြောတာ Ludo မြတ်တာဥရောပအကောင်နေတာနိုင်ငံခြားအကောင်နေ Mr. Tottenham ခေါ်နေတဲ့ကောင်တော်မှဒါအသင်းရဲ့ခက်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 ဖြစ်လာတဲ့အချိန်မှာအသင်းကိုထားသွားပြီးထွက်သွားခဲ့တဲ့ကစားသမားတယောက်လုခဲ့တာပဲ။ Son Heung-min နဲ့ခုလက်ရှိမှာအသင်းရဲ့အခက်အခဲဆုံးအချိန်မှာစာရုပ်သက်တမ်းတူပြီးတော့သူအနေနဲ့ကျွန်တော်နေပြခဲ့တယ်။ပြီးတော့လုခသားစာကိုလုံးဝတပြားတစ်ချက်မှမညှိကျူမင်းနဲ့ Son Heung-min နဲ့လက်ဖက်လုခသားစာလက်ရှိမှာဒါလက်ရှိ Premier League အကောင်ဆုံးကစားသမားတွေနဲ့ပြည့်ရှင်မဲ့ဆိုသူလုခသားစာတော်တော်လေးကိုနေခဲ့ ခဲ့တယ်။ယုတ်တရဒီဒီလိုအခြေမြေမှုနဲ့ပြင်ကြည့်မယ်ဆိုရင်ဒါကျွန်တော်တို့ကွက်တီတော့တော့ကြရဲဆိုမယ်။အရင်တုန်းကဒါကျွန်တော်လက်ရှိဆွန်ဟောင်းမင်း Prime နှုန်းကခရေကဆွန်ဟောင်းမင်းကတပတ်လောက်ခလာဆိုတာသသိန်း9500ကျောင်းမရခဲ့တာဖြစ်တယ်။ဘေဒုံကမှသူ့ရဲ့လာဇာနဲ့ပတ်သက်ပြီးမြင်းယူခဲ့တဲ့စပါတင်ဘက်ကကန့်လှမ်းမှုတန်းကိုလည်းကောင်းညိပ်ပြီးတော့ဘေဒုံမှကောင်းမခါခဲ့တဲ့ကစားသမားတစ်ယောက်ဖြစ်တယ်။အဲ့တော့ ပြောချင်တာပြခုနကပြောသူပဲဟိုကစားသမားကောင်းတစ်ယောက်ဆိုရတဲ့လူကောင်းတစ်ယောက်ပူဆိုရမှန်လူကောင်းတစ်ယောက်ဆိုပူပြီးတော့မှန်ပြီးတော့ကျွန်တော်နမြင်တယ်ဆဟောင်းမင်းနေနဲ့အခုလက်ရှိမှာဒါကျွန်တော်အသင်းတသင်းမှာဒါကျွန်တော်တို့ကျွန်တော်တို့ဟိုစပါပရိသတ်တယောက်အနေနဲ့ဆိုရင်တော့အာရှအသားဖြစ်တာတဲ့ဆိုင်ဒီကစားသမားအနေနဲ့စပါအသင်းအတွက်ပေးဆက်ခဲ့တာတော်တော်လေးကိုလေးစားဖို့ကောင်းတယ်သူ့ရဲ့ peak မှာ liverpool သင်းနဲ့ခေါ်ယူဖို့ကြိုးစားခဲ့တယ်မှတ်မဲ့ရမာနေထွက်သွားတဲ့အချိန်မှာဆဟောင်းမင်းအကောင်းဆုံးဖြစ်နေတဲ့အချိန်မှာဒါ liverpool သင်းကကမ်းလှမ်းဖို့ကြိုးစားခဲ့မှာဆဟောင်းမင်းက down play လုပ်ခဲ့တယ်လွန်ခဲ့တဲ့ဒါလွန်ခဲ့တဲ့မနေ့ကမှတစ်နှစ်ကတည်းက sorry arabia အသင်းနဲ့မှတ်မဲ့ harry gate တဲ့နှစ်မှာပဲဆွန်ဟောင်းမင်ကိုဒါဆော်ဒီအာရေဗျာတရားဝင်ကမ်းလှမ်းမှုတွေကိုပြုလုပ်ခဲ့ပြီးဆွန်ညင်းပေးခဲ့ပြီးတော့ဟယ်ရီကိမရှိတဲ့အစ်မသူဥဆောင်မှုလုပ်ရဲဆိုပြီးသူလက်ခံပြီးတော့လုံးဝဆော်ဒီသူလုံးဝစိတ်ဝင်စားဘူးဆိုတဲ့အကြောင်းတွေရဲ့အဲ့တော့ပြောနေတာအသင်းရဲ့အခက်ခဲဆုံးအချိန်တွေမှာဆော်ဟောင်းမင်ရှိခဲ့တယ်။တကယ်လည်းလိုအပ်တဲ့အချိန်မှာစပါအသင်းနဲ့အတူဒါကျွန်တော်တို့ပထမအဆုံးဒါကျွန်တော်တို့အာရှကပ်ဘင်တယောက်နေနဲ့သူဒီနဲ့ဒါဆော်ဟောင်းမင်နေနဲ့စူဖလာကြီးကိုစကူးပေးနိုင်ခဲ့တယ်။ ဒါကိုအများကြီးများကျွန်တော်တော်တော်လုံးကျေးဇူးတင်နေမှာဖြစ်ပါအဲ့တော့ဒါမှန်းလည်းပြောမယ်ဆိုတော့အဓိကပါနော်ဒါဆွန်ဟောင်းမင်းရဲ့ချက်ဆုံးချက်ကိုကျွန်တော်ပြောပါဆိုဘာလဲဆိုတော့သူ့အနေနဲ့အသေးအကဲခဲဆုံးချိန်မှာသူအမြဲတမ်းရှိပြီအဲ့တော့သူထွက်သွားမယ်ဆိုရင်တော့ဘယ်သူမှသူ့ကို ဝိုင်းပြောင်းမှာမအဓိကဟုတ်နာပေါ့စာရုပ်တက်တဲ့နှစ်သူတသက်ကြီးသူတသန်းတူပြီးသွားတာနော်ဒီအမှန်တမ်းပြောသူစာရုပ်တက်တဲ့ကဒီနှစ်မှာကုန်ပြီဒါပေမဲ့သူနဲ့တစ်နှစ်တသန်းတူပြီးတယ်အဲ့တိုးတဲ့တသန်းကနေစပါတင်ပြဿနာပြန်ရှာဖို့တဲ့သူစူးစမ်းပြီးနေအခုလက်ရှိမှာတန်း30လဲအခုလက်ရှိမှာသူသာသူ့အပြောင်းရွှေ့သာတန်း30ရခဲ့မယ်ဆိုမတီးရစ်တေးရအပြောင်းရွှေ့ကိုသူက funding လုပ်ပြီးလူဖြစ်သွားမှာအဲ့တော့ ဆိုဟောင်မင်းကတော့ဆိုဟောင်မင်းပါပဲဒါအသင်းအတွက်ဘယ်တော့မှမဆိုကြည့်တဲ့ကစားသမားတယောက်ဒါကျွန်တော်လုခလာစာဘာညာဘယ်တော့မှနာမည်မထွက်ခဲ့တူတယောက်ပေါ့နော်ဒါကျွန်တော်အသင်းတယောက်ခုနကခင်ဗျားတို့အနေနဲ့ဒါကျွန်တော်အာရှာသားဘာညာဆိုတာလည်းကျွန်တော်ကကျွန်တော်ရဲ့ကစားသမားတယောက်ကျွန်တော်အမြဲတမ်းလေးစားတယ်ဘန်ဒီဗီစ်တူတူလို့ဆိုတော့ဘယ်တော့မှမငြင်းမညူဘဲနဲ့အသင်းအတွက်ဒါကျွန်တော်တို့ဒူးတော်တိုင်းကစားသမားတွေဖြစ်ခဲ့တယ်ဒါအသင်းအတွက်ဒါ၁၀နှစ်ကျော်ခီးတကူမှဒါဆူဖလာတကူရခဲ့တော့လည်းအများကြီးအများကြီးကျေးဇူးတင်နေကျေးဇူးတင်တာထက်ပို့ပြီးတော့ရှိမဲ့စကားကြီးလည်းကျွန်တော်ပြောချင်ပါအဲ့တော့ ြောမယ်ဆိုတော့ဆွန်ဟောင်းမယ်အခုချိန်မှာထွက်သွားမယ်ဆိုဝမ်ရန်နေမိမှာအမှတ်မယ်ဒါပေမဲ့ကျွန်တော်ဝမ်းသာမိပါဘူးဆိုတော့သူ့အနေနဲ့ကအကောင်းဆုံးအခြေတစ်ခုမှသူ့နဲ့ထွက်သွားခဲ့တယ်ကလာရှိကြဖလားမှုကောင်မှုကိုအဆုံးတက်ပေးနိုင်ခဲ့တဲ့ကပ်တိန်တယောက်အနေနဲ့အသင်းကသာထွက်သွားခဲ့မယ်ဆိုအကုန်လုံးလက်ခုတ် over တီးပြီးတော့ဒါကျွန်တော်တို့သွားနေတယ်အဲ့တော့ပြိတက်တွေကိုတချို့ကြားလဲတော့ဗောဓဘယ်အာရှသားကိုမုန်းတဲ့ကောင်တွေနဲ့ဒါက reason တစ်ခုရသွားတာပေါ့နော်ဒါပုံမှန်လင်းပြောမှာဆိုကိုရီတော့ကတော့ဝမ်းနေရတာပေါ့ဗျာအမှန်တမ်းပြောမှာဆိုကိုရီရဲ့ကစားသမားကောင်တယောက်အသင်းကနေဆိုရှင်သွားတယ်ဘာဝမ်းနေစရာကြောင့်မှမရှိတာအဲ့တော့ပြီးတော့ကိုချစ်တဲ့ကစားသမားတယောက်ပေါ့နော်ကိုပြောတက်ကွာဘာလို့ပေါ့ ဟိုငတိတကောင်အပြုံမှာဓမ္မုံညာရင်အသင်းကထွက်ရတယ်ဆိုတဲ့စံချိန်ကတော့အခုချိန်ထိရှိတုံးပဲပေါ့နော်အဲ့တော့ ဝမ်းနေမိရောလို့ဘာပြောစရာတော့သိမရှိဘူး။အပြောင်းရွှေ့ကြောင့်နည်းနည်းလေးချက်ပြီးပြောရမယ်ဆိုတော့လက်ရှိမှာစပါတင်နေတဲ့ဒါ Easy Service Summons Brian Ambombo ကိုဆက်လက်ပြီးလိုက်နေလို့သိရတယ်။အခုလက်ရှိမှာစပါတင်ကတော့ Brian Ambombo ကိုအထူးတက်လေပို့ပြီးတော့လိုက်နေလို့သိရတယ်မှာပါတယ်။အဲ့တော့ပြိတ်သက်တွေကြိုက်တဲ့ Easy ကိုစပါတင်နေခုလက်ရှိမှာစိတ်ဝင်စားတယ်ဆိုပေမဲ့သူ့ရဲ့စာချုပ်ဖြတ်သိမ်းကြီးကတော်တော်လေးကိုရှုပ်ထွေးရလို့ Bangkok ကရေးသားထားခဲ့တာကိုတွေ့ရမယ်။အဲ့တော့ပြောချင်တာကလက်ရှိမှာသူ့ရဲ့စာချုပ်ပိုင်းအချင်းတွေအရဆိုရင်တော့ဒါကျတော့လက်ရှိမှာ63တန်းလား68တန်းလားဒါစာချုပ်ဖြတ်သိမ်းကြီးရှိတယ်။ဒါပေမဲ့အဲ့စာချုပ်ဖြတ်သိမ်းကြီးကလွယ်လွယ်နဲ့ပြီးလို့မရဘူး။ ဘူးနောက်မှဒါကျွန်တော်တို့ကျွန်တော်တို့မမြင်နိုင်တဲ့အရာတွေရှိတယ်ဒါကြောင့်မို့လို့စပါသင်းကခုလက်ရှိမှာဇာဗီဆမွန်စ်ကိုလည်းစိတ်ဝင်စားတယ်ဇာဗီဆမွန်စ်ကိုဒါပေါင်တန်း90နဲ့တန်း60ပတ်ချာလဲဝင်ငင်ကြလောက်နဲ့ ရနိုင်မယ်ဆိုရင်တော့တို့အနေနဲ့စိတ်ဝင်စားတယ်ဆိုတဲ့ပုံစံမျိုးကိုရည်သားထားတာကိုတွေ့ရမယ်တဲ့မှာပါပါတယ်အဲ့တော့မြည်တော့ပင်စူစီကမှုအခုလက်ရှိအခြေအနေတွေအခုနောက်ဆုံး update ရအခြေအနေတွေလူမျိုးဆိုရင်တော့ဒါ spartan နဲ့ဒါကျွန်တော်မြင်တာပဲ brand amon ဘူပဲအဓိကအားထားနေလို့မြင်နေတချို့တော့ color hala ဒီမှာ spartan နဲ့ number 6 rule ကိုလည်းစိတ်ဝင်စားနေဆိုတဲ့သတင်းထွက်လာခဲ့တယ် brighton ရဲ့ကိုင်းနဲ့ကစားဖြစ်တဲ့ ballet ball ကိုလည်း spartan ကတော်တော်လေးကိုစိတ်ဝင်စားနေပြီးတော့ဒါခေါ်ယူဖို့လည်းစိတ်ဝင်စားနေအခုလက်ရှိမှာဒါကျွန်တော် sohomin တရားထက်မှုပွဲနဲ့ bizuma ကလည်း finaba chi ကိုပြောင်းဖို့အတွက်ရေပန်းစားနေတဲ့ စားသမားရဲ့တယောက်ဖြစ်တယ်လူသိရတယ်မှာပါတယ်စပါတင်နဲ့ဒါပီဇူးမနဲ့အာကျွန်တော်တို့ဘာလဲဆွန်ဟောင်းမင်းအပြောင်းရွှေ့ကနေပြီးပေါင်တန်း90ယူရိုတန်း60ပတ်ချာလဲဝင်ရင်ကြလောက်ဖီနာဘာချီစီကနေပြီးရဖို့အတွက်မျောလင့်နေတဲ့သတင်းတွေတောက်ရှောက်ထွက်ပေါ်နေတာကိုတွေ့ရမယ်တဲ့မှာပါပါတယ်အဲ့တော့လက်ရှိမှာဆွန်ဟောင်းမင်းကတော့မကြခင်မှာစပါတင်ကထွက်တော်မှလာဆိုတဲ့မိကုနဲ့အတူဒါစိတ်မကောင်းစရာတွေကတော့ဒီနားမှာပြည့်နှက်နေတယ်လို့ပဲပြောပြရစီပေါ့နော်တလောက်ပါပဲအဲ့တော့ ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Usport Media 3.0ဆိုတဲ့ DB4E တို့မှာကျင်းလို့ဆိုတော့ပေါင်းကူညီလို့ရပါတယ်။အောက်က comment တွေထဲမှာလည်း Usport Media 3.0ဆိုတဲ့ DB4E တွေရဲ့ link လေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်မျက်စောကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe တွေပြုကျွန်တော်အားပေးလို့ရပါရ။မြန်မြန်လေးလည်း click ဖို့မမေ့ကြပါနဲ့။မြန်မြန် click မှာမြန်မြန်နိုင်မှာဖြစ်ပါတယ်။အားလုံးပဲကြိုတူပါနဲ့။ကောင်းမွန်သောနေလေးတင်းတိပိုင်ဆိုင်နေပါစလို့ဒီညကနေပြီးတော့စုမုံကောင်းတောင်းပေးနေပဲကျွန်တော်တို့နောက်မှအေးအေးဆေးဆေးတွေ့ကြတာပေါ့။ Dave ပါဗျ။